ရှင်ညာနေတကွဓမ္မမိတ်ဆွေများအားဘလူမော်ဒနာတရားနေဖြင့်ဘတ်တော်ဝါတွေကိုမကောင်းမှုဒုစရိုက်ပြုလုပ်ဖို့ရန်အတွက်ချဲလင်းနေတဲ့အကုသိုလ်တရားစုတွေထဲကကုက္ကုဆအကြောင်းတရားဒေသနာတော်ကိုဟောကြားနာကြားကြရမှာဖြစ်တယ် ုကုသကစပေထဲမှာ၃မျိုးပြောတယ်ဝိနည်းကုကုသဆိုတာရှိတယ်ဝိနည်းနဲ့ပတ်သက်ပြီးတော့ကုကုသဖြစ်တာအဆက်တလားမအဆက်ဘူးလားဒါဟာစားတင်လားမစားတင်ဘူးလားလုတ်တင်လားမလုတ်တင်ဘူးလားပြောတင်လားမပြောတင်ဘူးလားစသည်ဖြင့်ဝိနည်းနဲ့ညီဤမညီဤလို့ ရှိတဲ့ကုက္ကုဆာကိုဝိနည်းယကုက္ကုဆာလို့ခေါ်တယ်။အဲ့ဒါမျိုးကကောင်းတဲ့ကုက္ကုဆာပဲ။ယဟန္တာတွေမှာတော့ဒီကုက္ကုဆာကရှိတယ်။ဒါကြောင့်အဘိဓမ္မာအယဝိနည်းယကုက္ကုဆာဆိုတာပုဒုဇဉ်သောတာပန်သက္ကရာကံအနာကံအတွက်ဆိုရင်ဒါကုတုတရားကိုယူရမှာဖြစ်တယ်။ယဟန္တာအတွက်ဆိုရင်ဒါမဟာကရိယာစိတ်ကိုယူရမှာဖြစ်တယ်ပေါ့။ကောင်းတဲ့စိတ်လို့ဆိုလိုတယ် ဒဂရကမတွေကပစ္စည်းတစ်ခုလူးလာပြီဆိုရင်တန်တရားဖြစ်တယ်ပေါ့ဒီပစ္စည်းကအဆက်တလားမအဆက်ဘူးလားတန်တရားဖြစ်တယ်အဲ့ဒါမကောင်းတဲ့စိတ်မဟုတ်ဘူးအဲ့ဒါကောင်းတဲ့စိတ်ပါဠိလိုပြောတော့ဝိနည်းကကုတ်ဆာလို့ခေါ်တယ်ဝိနည်းနဲ့ဆက်ပြီးတော့အဆက်တလားမအဆက်တလားကကုတ်ဆာဖြစ်တာဒါကောင်းတဲ့စိတ်လို့ခေါ်တယ်ကုသိုလ်တရားပေါ့ယဟန္တာတွေအတွက်ဆိုရင်ဒါကရိယာတရားပေါ့ဒါကြောင့် ိဋကတ်ထဲမှာသူတော်ကောင်းတွေမှာရှိတဲ့ရှိတိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဟောတဲ့အခါမှာလိဇီကကုတ်စကောတိခါကာမောဆိုပြီးတော့ဘုရားကဒီစကားသုံးလုံးကိုသုံးတယ်လိဇီအချက်တရားရှိတယ်ကကုတ်စကောဝိနည်းကကုတ်စာရှိတယ်တိခါကာမောသီလသမာဓိပညာတိခါကိုလိုလားတယ်ဒါသူတော်ကောင်းတို့မှာရှိတဲ့ရှိတိုက်တဲ့အရေးချင်းတွေဖြစ်တယ် ဒါကြောင့်ဝိနည်းကကုသသည်ယဟန်တော်တိုင်းမှာမဖြစ်မနေရှိရမယ်တရားသူတော်ကောင်းတရားတစ်ခုပဲပေါ့ဝိနည်းကကုသဆိုတာဒါနံပါတ်1ကုသတစ်မျိုးပေါ့နော်နောက်တစ်ခါအတန်ယတကကုသဆိုတာရှိသေးတယ်အတန်ယတဆိုတာမဆောင်စည်းတာလက်ကိုမဆောင်စည်းဘူးခြေကိုမဆောင်စည်းဘူးကြုံမှုကြလိမ့်မယ်လေ တချို့တရားနားနေတဲ့အချိန်လက်ကအငြိမ်မနေဘူးတောင်ချင်းအမြောက်ချင်းချက်နေတာနော်ခြေထောက်ကအငြိမ်မနေဘူးလှုပ်နေတာတချို့စကားပြောရင်းနဲ့ခြေထောက်ကလေးတလှုပ်လှုပ်နေပြောတတ်တာသာသင်ခန်းဒီထဲမှာဆိုရင်သာသင်ရင်းနဲ့ဘောပင်ကိုလက်ကလှဲ့နေတာမဆောင်စည်းတာနော်လက်ကိုမဆောင်စည်းဘူးခြေကိုမဆောင်စည်းဘူးအဲ့လိုလက်တွေခြေတွေကအငြိမ်မနေဘူး အဲ့ဒါဟာအတ္တယတကကုသလို့ခေါ်တယ်။အဘိဓမ္မာသဘောအနေနဲ့ပြောရင်အဲ့ဒါမောဟပြထန်းတဲ့အကုသိုလ်တရားပဲပေါ့။ဒါမကောင်းဘူးပေါ့နော်။မောဟပြထန်းတဲ့အကုသိုလ်တရားခေါ်တယ်။စာသင်တရားနိုင်ငင်းငင်းလေးနားထောင်ရတယ်။ငင်းငင်းလေးသင်ယူရတယ်ပေါ့။ဒါကြောင့်မြတ်စွာဘုရားလက်ထက်တုန်းကယဟန်တော်တွေဟာဖျားချေးမောက်ကို ရောက်ပြီးဆိုရင်ငြိမ့်နေကြတယ် အတ္တတန်ကိုတောင်ကြားလောက်အောင်ထိကိုငြိမ်းနေကြတယ်တယောက်မှချောင်းဆိုးခြင်းချောင်းဟန်ခြင်းတော့မလုပ်ရဲကြအောင်ငြိမ်သက်နေကြတယ်တယောက်ယောက်ကတဘာဘာကအတန်ထွက်လာပြီဆိုရင်ဘိနာတဘာကလက်ကလေးတို့ပြီးတော့ကိုတော့တိတ်တိတ်လေးနေမစူးနဲ့ဖခင်တရားဟောနေတယ်ငင်ငင်လေးနေတော့သတိပေးကြတယ်အချင်းချင်းမြတ်စွာဘုရားလက်ထက်တုန်းကအဇာတသက်မင်းကသူ့ရဲ့ ပူဆွေးတော့ကတွေကိုဖြေဖြောက်ဖို့မြတ်စွာဘုရားစီလာတဲ့အခါမှာဇီဝကရဲ့တရက်ဥယျာဉ်မှာတန်ဃာတော်တွေငြိမ်းပြီးတော့ဘုရားကိုဝန်းရံပြီးနေကြတယ်သူ့စိတ်ထဲမှာတော်တော်လန့်သွားတယ်ဒီကြောင်းထဲမှာတန်ဃာတွေရှိတာဟုတ်ကောဟုတ်ရဲ့လားငြိမ်းချမ်းသာကောင်းလိုက်တာတိတ်စိတ်ငြိမ်သက်နေတယ်တန်ဃာတွေအများကြီးရှိမှန်းတော့မသိရအောင်ဒီပြောချင်တာကဘုရားရဲ့တပည့်သားတန်ဃာတော်တွေဟာ လက်တင်အခြေတွေကိုစောင့်စည်းရတယ်အဲ့တော့မစောင့်စည်းခြင်းတည်ဘာလဲဆိုတော့အတ္တယတကကုဆာကြောင့်လက်ခြေကိုမစောင့်စည်းတာကိုအတ္တယတကကုဆာလို့ခေါ်တယ်အဲ့ဒါအကုတ္တတရားတစ်ခုပဲမောဟအပြတ်ထန်တဲ့အကုတ္တတရားတစ်ခုပဲနောက်ကကုဆာတစ်ခုကတော့နိဝရဏကကုဆာလို့ခေါ်တယ်ဒါအခုခေါ်ကြမဲ့အဘိဓမ္မာမှာလာတဲ့ကကုဆာနိဝရဏကကုဆာနော်အကုတ္တစေတသိက်14ပါးထဲမှာ ပါတဲ့နောင်တရပူပန်တဲ့ကုတ်ကုတ်စာတစ်မျိုးအဲ့တော့ပိဋကကျမ်းဂန်ထဲမှာကုတ်ကုတ်စာ၃မျိုးရှိတယ်ပေါ့နော်ဝိနည်းနဲ့ဆက်ပြီးတော့အဲ့အီမအဲ့အီတန်တရားဖြစ်တာဝိနည်းကုတ်ကုတ်စာဒါကောင်းတယ်ကောင်းတယ်လူတွေဆိုလို့ရှိရင်လည်းမိမိကျင့်သုံးနေတဲ့သီလတချို့၅ပါးသီလကျင့်တယ်တချို့၁၀ပါးသီလတချို့၉ပါးသီလတချို့၁၀ပါးသီလကျင့်ကြတယ်ကိုကျင့်တဲ့သီလနဲ့ပတ်သက်ပြီးတော့ဒါလုံးတဲ့မလုံးတဲ့တန်တရားဖြစ်တယ် အဲဝိညာဉ်ကုတ်ကုတ်စလို့ခေါ်တယ်နော်ညနေဘက်ဥပုံဆောင်လာတဲ့အခါမှာတစုံတစ်ခုကိုစားဖို့လိုလားဒီမှာဆေးတစ်ခုတောက်ဖို့လိုလားဆိုရင်ဒီဆေးဒီညနေဘက်တောက်ကောင်းလားမတောက်ကောင်းလားဒီအဖျော်ရည်ကညနေတောက်တင်လားမတောက်တင်လားဒီလိုတန်တရားဖြစ်တယ်အဲ့ဒါဝိညာဉ်ကုတ်ကုတ်စလို့ခေါ်တယ်ပေါ့အဲ့ဒါကကောင်းတယ်ပေါ့နော်အဲ့ဒါကောင်းတဲ့စိတ်ပဲတော့လက်ချေကိုမဆောင်စည်းတာအပ္ပန္တကုတ်ကုတ်စဒါမကောင်းဘူး နောက်និဝရဏကုက္ကုဆာနောင်တရတာပူပန်တာမကောင်းဘူးပေါ့အဲ့တော့ကုက္ကုဆာသုံးမျိုးမှာတစ်မျိုးပဲကောင်းတယ်ဝိညာဉ်ကုက္ကုဆာတစ်မျိုးကောင်းတယ်အတ္တယတကုက္ကုဆာနဲ့និဝရဏကုက္ကုဆာဒီသုံးဒီနှမျိုးကမကောင်းဒီနေ့ဟောကြားပေးမှာကនិဝရဏကုက္ကုဆာအဘိဓမ္မာဘာအထက်မှာလာတဲ့အကုသိုလ်စေတသိက်အုပ်စုတဲကတပါးဖြစ်တဲ့ကုက္ကုဆာအကြောင်းကိုနာကြရမှာဖြစ်တယ်ပေါ့ တော့ကုတ်ကုတ်စားကိုမြန်မာလူမျိုးတွေကဘလို့ဘာသာပြန်တယ်လဲဆိုတော့နောင်တရခြင်းပူပန်ခြင်းလို့ဘာသာပြန်ကြတယ်ပေါ့နောင်တရတယ်အဲ့တော့နောင်တကနှမျိုးရှိတယ်ပေါ့မကောင်းမှုတွေလုပ်ခဲ့တဲ့သူကနောင်တတစ်မျိုးရတယ်ပေါ့ငါမကောင်းမှုတွေလုံမိလေခြင်းငါသူတော်ကောင်းတွေကိုပြမမိလေခြင်းငါအမေအဖေကိုစော်ကားမိလေခြင်းဆိုတော့ ိုလှုပ်ခဲတဲ့ကာယကံဒုစရိုက်ဝစီကံဒုစရိုက်တွေမနောကံဒုစရိုက်တွေအဲ့ဒီဒုစရိုက်တွေနဲ့ဆက်ဆက်ပြီးတော့နောင်တရတာလှုပ်ပြီးလေခြင်းဆိုပြီးတော့နောင်တရတာပြောမိလေခြင်းဆိုနောင်တရတာစိတ်ပူပန်းနေတာနော်နောက်တစ်ခါနံပါတ်2ကကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့လည်းနောင်တရတယ်မလှုပ်ခဲမိတဲ့အတွက်ကြောင့် ငါငယ်စဉ်တုန်းကကုသိုလ်လုပ်ခဲ့ရမှငါမလုပ်မိလိုက်ဘူး။ငါတရားအထုတ်ခဲ့ရမှတရားမထုတ်ခဲ့ရဘူး။ငါသီလနဲ့ထိန်းခဲ့ရမှမထိန်းမိရဘူး။စသဖြင့်ကိုကုသိုလ်ကောင်းမှုတွေကိုလုပ်ခွင့်လဲကြုံလဲလုပ်သင့်ပါလေနဲ့လုပ်လဲလုပ်နိုင်ပါလေနဲ့မလုပ်ခဲ့တာနဲ့ဆက်ဆက်ပြီးတော့နောင်တရနေတာ။စိတ်ပူပန်နေတာနှလုံးမသားမရဖြစ်နေတာ။အဲ့ဒါကကုသ္စပဲ။အဲ့တော့အဘိဓမ္မာကျမ်းဂန်လေးထဲမှာနှစ်မျိုးပြောတယ်ပေါ့နော်။ မလုံးမီလို့လည်းကုတ်ကုတ်စားဖြစ်တယ်လုံးမီလို့လည်းကုတ်ကုတ်စားဖြစ်တယ်မလုံးမီလို့ဆိုတာဆောစောကပြောခဲ့တယ်ကုသိုလ်တွေကိုမလုံးခဲလို့နောင်တရနေတာလုံးမီလို့ဆိုတာကအကုသိုလ်တွေကိုလုံးခဲမီလို့ကုတ်ကုတ်စားဖြစ်နေတာနှမျိုးလုံးကမကောင်းဘူးပေါ့နောက်ကုတ်ကုတ်စားတစ်မျိုးရှိသေးတယ်ဆိုပြီးတော့ဦးဇင်းတို့ဘချုပ်ဆယ်တော်ဘုရားကြီးမိန့်တာရှိတယ်ဆယ်တော်ဘုရားကြီးနဲ့စုံတုံဆယ်တော်ဘုရားကြီးနဲ့တရားစကားတွေပြောတဲ့အခါ ုကုဆာနောက်တစ်မျိုးရှိသေးတယ်တဲ့ဇေရောတရားကြီးကမိတ်လာလုံရဲ့သားနဲ့မအောင်မြင်တဲ့အခါမှာလဲကုကုဆာဖြစ်တယ်လုံတယ်စူးစားတယ်ဒါမအောင်မြင်ဘူးအဲ့ဒီခါမှာလဲကုကုဆာဖြစ်တယ်ကုကုဆာသုံးမျိုးမှတ်ရမယ်အဲ့တော့ကျဲငယ်ထောက်ထားရှိသလားဆိုတော့အင်္ဂုတ္တရနိကေအနုရုဒ္ဒတုတ်လို့ထင်တယ်နော်အဲ့ဒီမှာအရှင်အနုရုဒ္ဒကုကုဆာဖြစ်ပုံကိုတာတကား ထောက်ရမယ်အရှင်ဥဒ္ဒရာသည်တရားဓမ္မတွေအထုတ်တယ်တရားမရအောင်အထုတ်ပါလေနဲ့တရားမရအောင်အဲ့တော့အရှင်သာရိပုတ္တရာနဲ့စုံတဲ့အခါမှာရှင်ဘုရားနဲ့တပည့်တော်တရားတွေအထုတ်ရတယ်ဘာလို့တရားမရတာတော့အရှင်သာရိပုတ္တရာကိုမေးတော့အရှင်သာရိပုတ္တရာကထောက်ပြတယ်အရှင်ဘုရားမှာအာနေချက်၃ခုရှိနေတယ်မာနဩဒိစ္စကုက္ကုစဓာရီဖြစ်နေတယ်ငါတရားအထုတ် တဲ့အခါမှာဒိဗ္ဗစကုအဘိညာဉ်ရတယ်အဲ့တော့ငါဒိဗ္ဗစကုအဘိညာဉ်ကသူများတဲ့သားတယ်ဆိုပြီးတော့မန်မာနဖြစ်နေတာအဲ့ဒါကတရားကိုအဟံတဖြစ်နေတာပဲတရားဂမတို့လည်းတတိပြုဖို့နော်မန်ကလေးတွေရှိနေရင်လည်းတရားအနောက်ချက်ဖြစ်တတ်တယ်တခြားအချိန်မှာမသိတာပဲမဲ့ရောက်ဖို့ရောက်အားထုတ်တဲ့အခါမှာဘာမဟုတ်တဲ့တိတိကလေးကလည်းလာပြီးနောက်ချက်ပေးပါလေနော်မန်ကလေးတိတိလေးကဒုက္ခပေးတယ် ဲ့တော့ငါဒီသူများတဲ့အဓိပ္ပာယ်စကုဉာဏ်ရပြီးတော့ကြည်နိုင်တယ်လောကကြီးကိုကြည်နိုင်တယ်မှန်ဖြစ်နေတာလေတဲ့နောက်အရှင်မြတ်စိတ်ပြန့်လွင့်နေတယ်အာထွေသားနဲ့ငါကြိုးစားရတဲ့နဲ့မရလိုက်မရဘူးမရဘူးဆိုပြီးတော့စိတ်ပြန့်လွင့်နေတယ်လေနောက်ကုတ်ကုတ်စားအရှင်မြတ်နောင်နာတွေရနေတယ်လေအထုတ်ပါလျက်နဲ့ကြိုးစားပါလျက်နဲ့မရရခေါင်းလားဆိုပြီးတော့စိတ်တွေပင်ပန်းနေတယ်လေအဲ့တော့အဲ့ဒီဟာကိုထောက်တယ်တရားအထုတ်ပါလျက်နဲ့ တရားမရတဲ့အပေါ်မှာစိတ်ပူပန်နေတာကကုစားဖြစ်တယ်ဆိုပြီးတော့အရှင်သာရိပုတ္တရာကထောက်ပြတယ်အဲ့ဒီတုတ်တန်ကိုကိုးကားပြီးတော့မချုပ်စေတော့ဘုရားကြီးကကကုစားတမျိုးရှိသေးတယ်လုံးရဲ့ပန်းနဲ့မအောင်မြင်ရင်လဲစိတ်ပူပန်နဲ့ကကုစားဖြစ်တယ်ဆိုပြီးတော့ဆရာတော်ဘုရားကြီးကမိန်တယ်အဲ့တော့သုံးမျိုးမှတ်ရမှာပေါ့နော်အကုတုနဲ့ပတ်သက်တဲ့ကကုစားသုံးမျိုး အကုသိုလ်တွေကိုလုတ်ခဲမိလို့နောင်တရတဲ့ကုကုဇာကတမျိုးကုသိုလ်တွေကိုမလုတ်ခဲရလို့နောင်တရတဲ့ကုကုဇာကတမျိုးလုတ်ပါလျက်ကြိုးစားပါရဲ့သားနဲ့မအောင်မြင်လို့စိတ်ပူပန်တဲ့ကုကုဇာကတမျိုးဆိုပြီးတော့သုံးမျိုးမှတ်ကြရမှာဖြစ်တယ်ပေါ့ကုကုဇာသုံးမျိုးအဲ့တော့ဘယ်လိုထက်တုံးကဒုတာနာသောလို့ခေါ်တယ်အများနားလည်ထားတဲ့တထေကြီးတထေသား၄ဦးရှိခဲ့တယ် သူတို့ကလူဘဝတုန်းကကုသိုလ်ကောင်းမှုတွေကိုပြည့်ပြည့်စုံစုံလုံနိုင်လောက်အောင်ချမ်းသာတဲ့ပုံကိုယ်တွေဖြစ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီချမ်းသာမှုကိုအလွဲသုံးစားလုပ်ပြီးတော့ကာမေသူမိစ္ဆာစာရာကံနေလွန်ကျူးကြတယ်ပေါ့။တကယ်တော့သူတော်ကောင်းတွေကြတော့အဲ့လိုမဟုတ်ဘူး။ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေဒီကိုတယောက်တည်းအတွက်တာမဟုတ်ဘဲနဲ့လောကသူလောကသားတွေအတွက်ပါဆိုတာကိုရည်စူးကြတယ်သူတော်ကောင်းတွေက။ ဒါကြောင့်ဦးဇင်းတို့မာကမာကနုံဆရာဘုရားကြီးမိန့်တာရှိတယ်။သူတော်ကောင်းတွေရလေတဲ့။ဒနာရှင်ဖြစ်လေဒါနာရှင်ဖြစ်လေတဲ့ဆရာကြီးကမိန့်တယ်။ဝိသန္တရာမင်းတို့ကိုထောက်ထားတယ်ပေါ့။ချမ်းသာကြွယ်ဝတယ်ဒနာရှင်။ဒါပေမဲ့ဒနာရှင်တွေဖြစ်တဲ့အခါမှာသူတို့ကကိုတယောက်တည်းအတွက်သားလို့သဘောမထားဘဲနဲ့ငါရဲ့ပိုင်ဆိုင်မှုတွေဒီအားလုံးနဲ့သက်ဆိုင်တယ်။သူတို့နှလုံးသွင်းပြီးတော့မရှိတဲ့ပုံကိုယ်တွေလိုအပ်တဲ့ပုံကိုယ်တွေကိုထောက်ပံ့နေကူညီတယ်။ ဲ့တော့ဒါနရှင်ဖြစ်တယ်ပေါ့။ကြောင့်ဒနာရှင်ဖြစ်လေဒါနရှင်ဖြစ်လေလို့ဆရာတော်ဘုရားကြီးကမိန့်တယ်။နော်။အဲ့တော့ဒီတထင်းသား၄ယောက်ကတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုမကောင်းတဲ့ကိစ္စမှာသွားတုံးတယ်။ကာမေတုမိစ္ဆာစာရကံငွေကြီးဇနတွေနဲ့ပေးပြီးတော့ကာမေတုမိစ္ဆာစာရကံလွန်ကျူးကြတယ်။ပေးတဲ့အခါမှာလောဟကုန်ပြီးငရဲမှာ၄ဦးလုံးကြောက်သွားကြတယ်။အဲ့ဒီမှာသူတို့ကုတ်ကုတ်စာဖြစ်တာပဲ။ သူတို့ကြတော့သေပြီးမှကုတ်ကုတ်စားဖြစ်တယ်ပြောရမှာပေါ့နော်မသေးခင်ဖြစ်တာမဟုတ်ဘူးသေပြီးတော့ငရဲကိုရောက်တဲ့အခါကျမှအဲ့ဒီမှာသူတို့ပြောကြတဲ့စကားတွေကိုပြောကြတဲ့အခါမှာအတန်ကနော်အပြည့်အစုံပြောခွင့်မရတဲ့အတွက်ကြောင့်တလုံးပဲအတန်ကကြားရတယ်ဒုသာနာတော်ဆိုတလုံးချင်းတလုံးချင်းပဲကြားရတယ်အဲ့ဒီမှာသူတို့ကုတ်ကုတ်စားဖြစ်ပုံကနှမျိုးလုံးပဲငါတို့တွေဟာ လူဘွားတုံးကအလွန်ချမ်းသာကြွယ်ဝတဲ့တတိယဖြစ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီချမ်းသာကြွယ်ဝမှုတွေနဲ့ကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘဲနဲ့မကောင်းတာတွေငါတို့လုပ်ခဲ့ကြတယ်။မကောင်းတာတွေလုပ်ခဲ့ကြတယ်။အဲ့တော့ချမ်းသာကြွယ်ဝမှုတွေနဲ့ကောင်းမှုကုသိုလ်မလုပ်ခဲ့ရလေခြင်းဆိုပြီးတော့အဲ့ဒီမှာမလုံမိတာနဲ့ပတ်သက်ပြီးနောင်တရကြတာ။နော်။ငါတို့ချမ်းသာကြွယ်ဝခဲ့ပါလျက်နဲ့ငါတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကောင်းတဲ့ကိစ္စမှာမသုံးမိဘူး။ မကောင်းတဲ့ကိစ္စမှာပဲသုံးခဲ့တယ်အဲ့တော့ကုသိုလ်တွေမလုပ်ခဲ့ရလေချင်းဆိုပြီးတော့နောင်တရတယ်စိတ်တွေပူပန်ကြတယ်နောက်တယောက်ခါကျတော့ပြောတယ်အင်းငါတို့တွေဟာမကောင်းမှုတွေကိုအတော်လုပ်ခဲ့ကြတာပဲဒီဆင်းရဲဒုက္ခကြီးကကုံမကုံမတော့မလားနောင်တရနေတာနော်မကောင်းမှုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးနောင်တရတာတယောက်က ကုသိုလ်ကောင်းမှုတွေမလုပ်ခဲ့ရလေချင်းဆိုပြီးနောင်နာရတယ်။တယောက်ကကြတော့ငါတို့တွေမကောင်းမှုတွေအများကြီးလုပ်ခဲ့မိပြီဆိုပြီးနောင်နာတွေရတယ်။ဆိုတော့ကုတ်ကုတ်စာနှမျိုးလုံးပေါ့နော်ဒီတတိသား၄ဦးမှာဖြစ်နေတာ။ကုတ်ကုတ်စာတွေဖြစ်နေကြတာ။အဲ့တော့ဦးဇုံတို့တောင်မြို့မှာကတော့ကျွန်တော်ဗျာကြီးကမိတ်နေ။ကုတ်ကုတ်စာဆိုတာနော်ဒီဒီနိဝရဏကုတ်ကုတ်စာဆိုတာနောက်တရရတယ်ပူပန်တယ်ကောင်းတဲ့သဘောမရှိဘူ ကောင်းတဲ့သဘောမရှိဘူးအဲ့ဒါကြောင့်ကိုယ့်ကိုယ်ဆိုင်မှာဖြစ်သင့်ဘူးမကောင်းမှုတွေလုပ်ခဲ့တာပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုတွေမလုပ်မိလို့ပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ဆိုင်မှာဖြစ်သင့်ဘူးကိုယ့်ကိုယ်ဆိုင်ဖြစ်လို့အကုသိုလ်တွေကပျောက်သွားမှာမဟုတ်ဘူးလေသူတို့ကောင်းတွေကိုကိုယ်ကပြင်မာမိပြီမကောင်းမှုတွေလုပ်ခဲ့မိပြီနောင်နာရနေလို့ပူပန်နေလို့အဲ့ဒီအကုသိုလ်တွေကပျောက်သွားမှာမဟုတ်ဘူး တစိမ့်စိမ့်တွေးပြီးတော့အကုသိုလ်တွေထပ်ပြီးတိုးလာဖို့ပဲရှိတယ်။ကိုလောက်ခဲ့တဲ့အပေါ်မှာတွေးပြီးတော့အကုသိုလ်တွေထပ်တိုးဖို့ပဲရှိတယ်။ဒါကြောင့်ကုတ်ကုတ်ဆာမဖြစ်သင့်ဘူးပေါ့နော်။ကုတ်ကုတ်ဆာဖြစ်လေလေအကုသိုလ်တိုးလေလေပဲ။ဦးဇင်းတို့ကုသိုလ်ကောင်းမှုကိုလောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတွေးရင်ကုသိုလ်တွေထပ်တက်တိုးလာသလိုပေါ့နော်။ဘယ်တော့ကတော့ဒို့တွေဘလို့ကုသိုလ်လုပ်ခဲ့တာဆိုပြီးတော့ကိုလုပ်ခဲ့တဲ့ကုသိုလ်တွေကိုတွေးရင်ကုသိုလ်တွေတိုးသလို မကောင်းမှုအကုသိုလ်လုပ်ခဲ့တာတွေကိုအကြောင်းပြုပြီးတော့နောင်တတွေရရင်အကုသိုလ်ထထိုးပြန်အဲ့ဒါကြောင့်လုပ်ခဲ့တဲ့အကုသိုလ်တွေကိုမတွေးမိစေနဲ့တော့နောင်တမရစေနဲ့တော့အဲ့ဒါဘယ်လိုလုပ်မှလဲနော်ဘယ်လိုလုပ်မလဲဆိုတော့မာဂရုံစီတို့ပြန်ရနီးလန်းပေးတယ်စိတ်ကိုရဲရဲဝုံဝုံပြက်ပြက်တန်းတန်းအဋ္ဌံချတန်းဋ္ဌံချအင်းငါဒီမတိနားမလဲလို့ဖြစ်ဖြစ်တိရလို့ဖြစ်ဖြစ်အရင်တော့ကတော့ဟုတ်တယ် မကောင်းမှုတွေလုပ်ခဲ့တယ်မကောင်းတာတွေပြောခဲ့တယ်သူတို့ဘာကိုစော်ကားမိခဲ့တယ်သူတို့ဘာကိုဒုက္ခပေးမိခဲ့တယ်ဒါပေမဲ့အခုအချိန်မှာတော့ငါဒါတွေလုံးဝမလုပ်တော့ဘူးငါအတ္တတအသေးခံသွားမယ်နော်ငါအတ္တကိုသာအသေးခံမယ်အဲ့ဒီမကောင်းတဲ့အလုပ်တွေကိုငါလုံးဝလုံးဝမလုပ်တော့ဘူးလို့ကိုကိုကိုဒိဋ္ဌံပြုရတာနော်အဋ္ဌံပြုရတယ်ပင်စူးစမ်းပြီးတော့အခွင့်ကြုံတိုင်းကြုံတိုင်းကုသိုလ်ကောင်းမှုတွေလုပ်ဒါ အကုသိုလ်ကုစားနေပဲအကုသိုလ်ကုစားနေပဲနော်ကိုလုံးခဲတဲ့အကုသိုလ်တွေကိုကုစားဖို့တော့ကအဲ့ဒီနီလမ်းရှိတယ်နောက်နောက်မရအောင်ဘယ်လိုလုပ်မလဲလို့မင်းအတွေးတွေပေါ်တိုင်းပေါ်တိုင်းကိုကိုကိုသတိပြန်ပေးဟုတ်တယ်ငါအရင်တုန်းကလုပ်ခဲ့ပြီအခုငါမလုပ်တော့ဘူးကိုကိုသတိပြန်ပေးအေးအခုချိန်မှလည်းလုံနေသေးပဲဆိုရင်တော့နောက်နောက်ကရလို့ဆုံးမှာမဟုတ်တော့ဘူးနော်လုံနေသေးပဲဆိုရင်နောက်နောက်ကထပ်ပြီးရပြီးရနေမှာပဲဒါကြောင့်နောက်နောက်မရချင်ပါဘူးဆိုရင် လောက်ခံမိတဲ့ကိစ္စတွေကိုလုံးဝမတွေးမိစေနဲ့အတွေးထဲမှာရောက်လာခဲ့ရင်လည်းငါအခုဒါတွေမလုပ်တော့ဘူးငါယနေ့မှလူကောင်းဖြစ်အောင်ကြိုးစားနေပြီလို့ကိုယ့်ကိုယ်ကိုတတိပြန်ပေးနော်အဲ့တော့မကောင်းမှုတွေကိုငါလုံးဝမလုပ်တော့ဘူးလို့အဋ္ဌံပြုပြင်အခွင့်ကြုံတိုင်းကုသိုလ်ကောင်းမှုတွေလုပ်အဲ့ဒါကိုယ့်ကိုယ်စားမဖြစ်အောင်နေနီးအကုသိုလ်ကုစားနီးအဲ့လိုဆိုရင်အကုသိုလ်ပျောက်သလားဆိုတော့ဦးဇင်းတို့ပိဋကတ်ထဲမှာ သေးငယ်တဲ့အကုသိုလ်မျိုးဆိုရင်တော့အကျိုးပေးခွင့်မရတော့ဘူးပေါ့တဲ့အဲ့လိုအလိမ့်ထံပြုကုသိုလ်ကောင်းမှုတွေအခွင့်ကြောင့်တိုင်းလှုပ်စီရင်လှုပ်လို့ရှိရင်သေးငယ်တဲ့အကုသိုလ်တွေဆိုရင်တော့အကျိုးပေးခွင့်မရတော့ဘူးပေါ့စာထဲမှာဥပမာပေးတာရှိတယ်လေရေနဲ့စားကိုဥပမာပေးတယ်ရေခွက်ကလေးကနည်းနည်းလေးတေးသေးလေးအဲ့ထဲမှာစားလက်တစုပ်ထားလောက်ထည့်လိုက်မယ်ဆိုရင်အဲ့ဒီရေကဘလို့မှတောက်မရတော့ငန်းနေမှာ ရေကနဲပြီးတော့ဆားကများနေတော့အဲ့ဒီရေတောက်လို့မရတော့အကယ်၍ဂင်ဂါမြစ်ပေါ့နော်အိန္ဒိယနိုင်ငံမှာရေချိုမြစ်မြန်မာနိုင်ငံဆိုတာအေယာဝတီမြစ်တို့ရေချိုမြစ်တယ်အဲ့လိုရေချိုမြစ်ထဲကိုဆားတက်အိတ်လောက်ထဲလိုက်ဒါပေမဲ့ဘလို့မှမနေဘူးအဲ့ဒီရေကတုံးလို့ရတယ်တောက်လို့ရတယ်ဘာဖြစ်လို့လဲဆားနဲပြီးတော့ရေကများနေတယ်အဲ့ဒီဥပမာအတိုင်းပဲအဲ့တော့ကိုလုံးခဲ့မိတဲ့အကုသိုလ်ကတေးသေးငယ်ငယ်လေး သေးသေးငယ်ငယ်လေးအဲ့တော့ကိုတိနားလဲတဲ့အချိန်မှာချက်ချင်းအဲ့ဒါကိုဘရိတ်အုပ်ငါဒါမျိုးတွေလုံးဝမလုပ်တော့ဘူးလို့အဋ္ဌံပြုပင်ကောင်းတာတွေကိုအခွင့်ကြောင့်တိုင်းလုပ်မယ်ဆိုရင်ကောင်းတာတွေက များပြပြီးတော့ဒါမကောင်းတဲ့အကုသိုလ်တွေကအကျိုးပေးခွင့်မရပဲရှိတတ်တယ်ဆိုပြီးတော့ကျန်ငန်ထဲမှာဟောပြထားတာရှိတယ်ပေါ့ဒါကြောင့်တိရွေဖြစ်စေမတိလို့ဖြစ်စေလောကမိတဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ လောက်ရမဲ့အလုပ်ကနှစ်ခုနံပါတ်1အဋ္ဌံပြုဒီနေ့ဒီရက်ကစပြီးတော့အဲ့ဒါမျိုးတွေကိုမပြောတော့ပါဘူးမလုပ်တော့ပါဘူးမတွေးတော့ပါဘူးလို့အဋ္ဌံပြုနံပါတ်2เนาะကုသိုလ်ကောင်းမှုတွေကိုအခွင့်ကြောင်းတိုင်းလုပ်အဲ့ဒီလိုနီလန်းနှစ်ခုနဲ့အတွေးအကုသိုလ်အတွေးတွေကိုဖြတ်တောက်ပြီးတော့အကုသိုလ်တွေကိုအကျိုးမပေးအောင်ကာကွယ်ကြရမှာဖြစ်တယ်ပေါ့အေးဒါကဥစဉ်လို့เนาะကုက္ကုဆာနဲ့ပတ်သက်ပြီးတော့ဖယ်ရှားပုံဖယ်ရှားနည်းဖြစ်တယ် ဲ့တော့ငယ်ရွယ်စဉ်အခါမှာတော်တော်များများကပြောကြတယ်ပေါ့နော်ငယ်စဉ်မှာပညာချတော့တကယ်တော့ကျမ်းမာနေတုံးအရွယ်ကောင်းတုံးမှာခြာရမယ့်အရာကပညာတခုတည်းမဟုတ်ဘူးပညာရောဥစ္စာရောကုသိုလ်ရောနော်ပညာရောဥစ္စာရောကုသိုလ်ရောသုံးမျိုးလုံးကငယ်ရွယ်စဉ်တန်မာတုံးကျမ်းမာတုံးမှာခြာရတာဖြစ်တယ်အသက်ကြီးလာလို့ရှိရင်ပညာလည်းမချနိုင်ဘူးဥစ္စာလည်းမချနိုင်ဘူးကုသိုလ်လည်းချဖို့ခက်သွားတယ် ကျမ်းမာရင်မကောင်းတော့စိတ်သာရှိတယ်ကိုကမလိုက်နိုင်တော့ဘူးလေ။ဒါကြောင့်ကျမ်းမာတော့တန်တော့ဉာဏ်တော့မှာပညာလဲရှားပါ။ဥစ္စာလဲရှားပါ။ကုသိုလ်လဲရှားပါ။သုံးမျိုးလုံးကိုရှားရမှာဖြစ်တယ်ပေါ့။အဲ့တော့တချို့ကရွယ်ရောက်တော်တော်ကြီးသွားတဲ့အခါကျမှကုသိုလ်လုပ်မယ်ဆိုပြီးတော့ကုသိုလ်ကိုနောက်ဆုံးပို့ထားတယ်။ငယ်စဉ်တော့ငယ်စဉ်တုန်းမှပညာချလိုက်အောင်မယ်။စီးပွားချလိုက်အောင်မယ်။ကုသိုလ်ကိုအသက်ကြီးမှလုပ်မယ်ဆိုတော့ တကယ်တကယ်အတန်လဲကြည်ရောကုသိုလ်လုပ်ဖို့အတွက်ကနော်ထင်တိုင်းမဖြစ်ဘူးထင်တိုင်းမဖြစ်ဘူးတော့အခွင့်အလမ်းအနှဲသွားတာမျိုးတွေရှိတယ်နော်စိတ်သွားတိုင်းကိုမပါနိုင်တော့တဲ့အနေအထားမျိုးဖြစ်သွားတယ်ဒါပေမဲ့လည်းဥစ္စာတို့မာကနောစင်တို့ပြည်ရမိတ်တယ်ငယ်စဉ်တုန်းကကုသိုလ်တွေမလုပ်ခဲ့ဘူးအတန်ကြီးခါကြမှာနောင်နာတွေရနေတာတချို့ကအော်ငါတို့တွေငယ်စဉ်တုန်းကမိုက်ခတ်ကြတယ် တောက်စားမူးယူပြီးတော့ပျော်ခဲ့ကြတယ်။ဖျားဆိုဘာမှမသိတရားဆိုဘာမှမသိဘူး။ငါတို့တော်တော်မိုက်ခတ်ကြတာပဲဆိုတချို့ကနောင်တနေရပြီးတော့အိမ်မှာဝမ်းနဲ့ပတ်လည်ဖြစ်နေတတ်တာမျိုးရှိတယ်။တကယ်တော့အချိန်မနှောင်းသေးဘူးပေါ့။အချိန်မနှောင်းသေးဘူး။လုံးဝတတိမယသူနဲ့စာမယ်ဆိုရင်တတိယနဲ့သူကတော်သေးတယ်ပေါ့။ကုသိုလ်လုပ်ဖို့တတိယသေးတဲ့ပုဂ္ဂိုလ်ကတော်သေးတယ်ပြောရမယ်။ဘယ်အချိန်မှပဲတတိယတတိယတတိယနဲ့အချိန်မှကုသိုလ်ထလုပ်နောက်မကြသေးဘူးဦးဇင်းကတော့တပည့်တွေကိုအဆုံးပါတယ် မိယာကားနဲ့လိုက်နော်ငါငါတို့ကတော့လုံသွားပြီဆိုတာမရှိဘူးမိယာကားနဲ့လိုက်ပဲနော်မိယာကားနဲ့လိုက်ပဲအဲ့တော့အတန်ကြီးခါကြမှာငါတို့တွေနော်ကောင်းမှုကုသိုလ်တွေကိုလုပ်ဖို့နောက်ကျနေပြီလို့ဒီလိုမတွေးရအောင်အဲ့တော့ဘယ်ချိန်မှာပဲတတိယတတိယတတိယတဲ့အချိန်မှာကုသိုလ်လုပ်အဲ့တော့နှစ်ပတ်သက်ပြီးတော့တာတကပြရရင်ဘုရားလက်ထက်က တံဗဓာတိကလို့ခေါ်တဲ့လူတူရှိလဲသူကတတလုံးမလုပ်ရလဲဆိုတော့ဘယင်းအမင်းအရာတေတံချခံရတဲ့ပုံကိုလေးကိုဓာနဲ့ခေါင်းကိုဖြတ်ရတဲ့အလုပ်နော်တက်ရတဲ့အလုပ်ပေါ့လေနော်ဘယင်းအမင်းအရာတက်ရတဲ့အလုပ်ကိုသူကလုပ်ရတာအဲ့တော့အသက်60ပြည့်မှပြင်စင်ယူရတယ်လူမခုန်နိုင်တော့ဘူးအားတွေကုန်ခန်းလာတော့တစ်ချက်တည်းနဲ့ အပြတ်မခုံနိုင်တော့ဘူးနှစ်ချက်သုံးချက်ခုံနေရတော့ညာစဘူသားမှာတော်တော်ဒုက္ခခံရတယ်တစ်ချက်တည်းနဲ့အပြတ်မခုံနိုင်တော့ဘူးအဲ့ခါကျမှဘယင်ကသူ့ကိုအနာပေးတာအတသက်လုံးသူ့မှာနော်အကုသိုလ်တွေနဲ့ပါဏာတိပါဒအကုသိုလ်လူသမုအကုသိုလ်တွေနဲ့ချင်းကုန်လာတာအသက်60ပြည့်နေပြီကုသိုလ်မဟာမလုပ်ခဲ့ရအောင်အဲ့တော့အသက်60ပြည့်လို့ပင်စင်ယူတဲ့အခါမှာရေမိုးရှိုးပြီးတော့အဝတ်စားကောင်းတွေဝော့ ်အဝတ်တွေကောင်းကောင်းပေါ့အစားကောင်းကောင်းနေစားမယ်ဆိုပြီးတော့ပြင်ဆင်တိုင်းဆိုင်ဆိုင်ပဲအဲ့ဒီနေ့မှာအရှင်သာရိပုတ္တရာဆုံးခံကြွလာဟောငါကုတော့မလုပ်ရသေးဘူးပဲဆိုတော့အရှင်သာရိပုတ္တရာကိုပင့်ဖိတ်သူစားမှုပြင်ထားတဲ့အရာတွေကိုအရှင်သာရိပုတ္တရာလောင်းလို့အဲ့တော့အရှင်သာရိပုတ္တရာကအနုမောဒနာတရားဟောတရားဟောတော့သူ့စိတ်ကဘလို့မှမငြိမ်တော့ဘူးခုနပြောတဲ့ကုတ်ကုတ်စားဖြစ်ပြီငါတသက်လုံးလူတွေတက်လာခဲ့တာကုတော့ကောင်းမှုတွေငါမလုပ်ခဲ့ရဘူးဆိုတော့ ကုတ်ကုတ်ဆာနောင်နာတွေရနေတာစိတ်တွေပူပန်နေတာတရားအာယုံမှာစိတ်ကမရောက်ဘူးတရားအာယုံစိတ်မရောက်ဘူးအာကုတ္တတွေလောက်ခဲ့တာတွေတွေးပြီးတော့ကုတ်ကုတ်ဆာတွေဖြစ်ကုတ္တတွေမလောက်ခဲ့တာတွေကိုအကြောင်းပြုပြီးနောင်နာတွေရအရှင်သာရိပုတ္တရာကတတိထားမိသွားတယ်ဒီတခါကြီးစိတ်တရားပေါ်မှာမရောက်ဘူးတခါကြီးဘလို့ဖြစ်နေတာတော့တပည့်တော်နောင်နာတွေရနေတာတသက်လုံးလူသက်မှုနဲ့ကြည်ပြင်းလာခဲ့တာအသက်60ပြည့်မှာနာခွင့်ရတယ် အကုသိုလ်တွေများလိုက်တာရှင်ဗျာအဲ့တော့ရှင်သာရိပုတ္တရာကပရိယေဆင်ရတာပေါ့အဲ့လိုဆိုရင်တခါကြီးကိုသက်ရှင်လို့တတ်တာလားဘယင်ခိုင်းလို့တတ်တာလားတပည့်တော်မသက်ရှင်ပါဘူးဗျာ တပည့်တော်ရန်သူဘသူမှမဟုတ်ဘူးเนาะတပည့်တော်ဘသူမှမမုန်းဘူးဘယင်အမိန်အရာတပည့်တော်ကတတ်ရတာသက်ရှင်လို့မဟုတ်ဘူးအဲ့အဲ့ဒါဆိုရင်တခါကြီးစဉ်းစားလေတဲ့တခါကြီးမှအပြစ်ရှိရလားစဉ်းစားပေါ့ ်ရှင်လိုက်ဘုရားကပရိယံနဲ့ဟောတယ်လို့ခေါ်တယ်။အပြစ်မရှင်ဘူးလို့ရှင်လိုက်ဘုရားကမမိန်ဘူး။အပြစ်ရှိလားမရှိလားကိုယ့်ဟာကိုယ်စဉ်းစားပေါ့လို့ရှင်လိုက်ဘုရားကပရိယံသုံးလိုက်တာ။တော့ဒကာကြီးကဘလို့သဘောပေါက်သွားတယ်လဲဆိုတော့အော်ဟုတ်သားပဲ။ငါကတက်ချင်လို့တတ်တာမှမဟုတ်ပဲ။ဘယင်ခိုင်းလို့တတ်တာ။အပြစ်ရှိရင်အဲဘယင်ပဲရှိမှာငါမရှိဘူးဆိုပြီးတော့ဒကာကြီးကသဘောပေါက်နားလည်သွားတာ။အပြစ်မရှိဘူးလို့နားလည်သွားတာ။အဲ့ခါကျမှသူ့စိတ်ကိုတရားပေါ်မှာအာယုံထားတော့အဲ့ဒီမှာ သင်္ခါရုပ္ပခာဉာဏ်ဝိပဿနာဉာဏ်အဲ့ဒီရောက်သွားတာနော်ဝိပဿနာတရားနာရင်ဒီဝိပဿနာတွေအာထုတ်တာတထိုင်တဲ့ဝိပဿနာတွေအာထုတ်သွားတာသင်္ခါရုပ္ပခာဉာဏ်အစဉ်အထိကိုရောက်သွားတယ်တရားနာရင်တရားထုတ်တာနော်သင်္ခါရုပ္ပခာဉာဏ်ရောက်သွားတယ်ဆိုတော့တကယ်တော့တတ်တဲ့သူမှလည်းအပြစ်ရှိတယ်တတ်ခိုင်းတဲ့ဘယင်မှလည်းအပြစ်ရှိပါတယ်နော်အရှင်တိုင်းဘုဒ္ဓရာကအပြစ်မရှိဘူးလို့ဟောတာမဟုတ်ဘူးသူ့ကိုပရိယေနဲ့စိတ်ငြိမ်အောင်လို့လှည့်ခေါ်လိုက်တာသူ့ဘာသူ နားလဲခြင်းတို့နားလဲသွားတာအိဗေရနော်ငါအပြစ်မရှိဘူးလို့သူကသူနားလဲသွားတာအရှင်တိုင်ဖို့ကျတာကမရှိဘူးလို့မဟောပါဘူးပရိယေတုံလိုက်တာလို့ခေါ်တယ်မုသာဝါဒလည်းမဟုတ်ဘူးနော်မရှိဘူးလို့မပြောဘူးကိုယ့်ဘာကိုစဉ်းစားရှိသလားမရှိဘူးလားဆိုတာပရိယေတုံလိုက်တာတို့ကြအဲ့ဒီတရားကိုဖတ်ပြီးတော့နားပြီးတော့တတ်တဲ့သူအပြစ်မရှိဘူးခိုင်းတဲ့သူပဲအပြစ်ရှိတယ်လို့ထင်နေမှာဆိုလို့နော်တတ်သူလည်းအပြစ်ရှိတယ်ခိုင်းသူလည်းအပြစ်ရှိတယ်ဒါပေမဲ့ဒီတကန်ကြီးဒီအချိန်မိတယ်ပြောရမှာပေါ့နော်ပြောချင်တာက နောက်မကြသေးဘူးလို့ပြောတာ အသင်60ရောက်မှဝိပဿနာတရားအားထုတ်တာသင်္ခါရုပ္ပခဉဏ်ရောက်သွားတယ်အဲ့တော့သင်္ခါရုပ္ပခဉဏ်ရောက်သွားပြီးတော့တရားဓမ္မနဲ့သိသွားတဲ့အတွက်ကြောင့်သူတက်ခတ်တဲ့ပါဏာတိပါတာအကုသိုလ်ကံကအကျိုးပေးခွင့်မရဘဲနဲ့တရားဓမ္မကိုအာယုံပြုတဲ့ကုသိုလ်ကအကျိုးပေးသွားတဲ့အတွက်ကြောင့်လက်ပြရောက်သွားတယ်ပေါ့ဟိုအကုသိုလ်တွေကလုံးဝအကျိုးမပေးတော့ဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးသောတာပန်မဖြစ်သေးရင်တော့ဘဝတစ်ခုခုမှာအပယ်ကျနိုင်တယ်ပေါ့နော် အခုသူကသောတာပန်မဖြစ်သွားဘူးသင်္ခါရုပ္ပခဏ်ဉာဏ်ရတယ်အဲ့တရားအာယုံနဲ့တည်သွားတာမို့လို့အကုသူကအကျိုးပေးခွင့်မရဘဲနဲ့ကုသူကအကျိုးပေးခွင့်ရပြီးနှစ်ပြောက်သွားတာအဲ့အဲ့ဒီဇလန်းကိုထောက်တော့အဖြစ်နော်အတန်ကြီးမှကုသူကောင်းမှုလုပ်ရင်လည်းနောက်မကြသေးပါဘူးလို့ဆိုတော့တာဒါကြောင့်ဦးစင်ကတပည့်တွေကိုပြောတာမိယာကားနဲ့လိုက်နော်မိယာကားနဲ့သာလိုက်တို့ကတော့နောက်ကျသွားပြီဆိုပြီးတော့နောက်တန်းရပြီးတော့ဘာမှမလုပ်ဘဲနဲ့နေပို့တော်မှအကုသူများလာအောင်မယ် ဒါကြောင့်ကုသိုလ်ကိစ္စနဲ့ပတ်သက်လာရင်နောက်ကျတယ်ဆိုတာဘယ်တော့မှမရှိဘူးเนาะအချိန်မီတယ်เนาะနောက်ဆုံးတေဂာနီးအချိန်မှာတောင်မှကုသိုလ်အာယုံကိုပြုကုတ်တက် chance အခွင့်အရေးရှိတယ်ဒါတကပြောင်းရမယ်ဆိုရင်ဦးဇင်းတို့မထကုံတလီဆိုတာရှိတယ်သူဆိုရင်တပွားလုံးဘာမှကုသိုလ်လုံးမသွားဘူးတေဂာနီးအဲ့ရမှာလဲနေတဲ့အချိန်ဖခင်ကိုအာယုံယူသွားနိုင်ခဲ့တယ်မြတ်စွာဘုရားကအိမ်ရှိကိုဆုံးကံကြွလာတော့ ဖရာရဲ့ရုပ်ပုံတော်ကိုအာယုံပြုတ်ပြီးတော့တည်သွားတာလေ။အော်ဖရာရှင်ကတော့ကျတော်တော်လေးကြီးညိုစရာကောင်းတာပဲ။ငါအဖေတော်တော်မိုက်တာပဲ။ဒီလောက်ကြီးညိုစရာကောင်းတဲ့ဖရာရှိပါလေတဲ့နဲ့ဖရာထံသွားခြင်းတရားနာခြင်းလှူဒန်းခြင်းတကားမှမလုပ်ဘူး။သူ့ဘဝမှာတကားမှနော်တီလာဆောက်တည်ခြင်းလှူဒန်းခြင်းနော်တရားနာခြင်းကုသိုလ်တွေမလုပ်ဘူး။ဒါပေမဲ့တေခါနီးမှာဖရာအာယုံကိုယူသွားနိုင်ခဲ့တယ်။ ဒါကြောင့်ဦးဇင်းတို့ပြောပါတယ်နော်မိယာကားနဲ့လိုက်ငါတို့နောက်ကျသွားပြီဆိုတာမရှိပါဘူးနော်နောက်ကျသွားပြီဆိုတာမရှိဘူးမိယာကားနဲ့တာလိုက်နောက်ဆုံးအချိန်ထိတေဂာနီးအချိန်ထိကိုကိုယ်မှာအခွင့်ရရှိပါတယ်နော်တေဂာနီးအချိန်ထိကိုအခွင့်ရရှိတယ်ဒါကြောင့်ဦးဇင်းတို့ကုတ်ကုတ်ဆဖြစ်နေမဲ့အစားဒါတွေငါမလုပ်တော့ဘူးလို့အဋ္ဌံပြုမယ်ကောင်းတာတွေကိုအစားထိုးပြီးတော့လုပ်သွားမယ်ဒီလိုဆိုလို့ရှိရင်ဦးဇင်းတို့ကုတ်ကုတ်ဆတရားတွေကမိမိတတ္တဝါတွေကိုမနစ်ဆက်တော့ဘူးပေါ့ ကောင်းပြီဒါကြောင့်ဒီနေ့လူချင်းများနဲ့တကွဓမ္မမိတ်ဆွေများအားလုံးတတ္တဝါတွေကို challenge နေတဲ့မကောင်းမှုအကုသိုလ်စုတရားတွေထဲကကုက္ကုဆာအကြောင်းတရားဒေသနာတော်ကို나ယူမသားကြပြီးတော့မိမိတို့တန်တန်မှာကုက္ကုဆာတရားတွေကိုဖဲခွာပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီစူးစမ်းအထောက်နိုင်ကြပါစေကုန်တည်း